တော့ဒီကျွန်တော်တို့အခွင့်အရေးဇမန်တာဝန်ကြီးဟိုတရားဝင်နေတဲ့ထမ်းဆောင်ဘူးလို့တွက်တာတော့အခွင့်အရေးတင်မှာကျွန်တော်တို့ဆွေးနွေးနေနိုင်နေပါတယ်ဒါအဲ MIC ရအခွင့်အရေးယူနေတာတော့ဒီဘာကြီးရကိစ္စကြီးဆက်လက်ပြီးတော့မှအကူအညီဆောင်ရွက်လည်းရှိပါတယ်အာကျွန်တော်ကတော့ဒီဒီ training ဆောင်တာဝန်ကိုအာပြန်လည်ပြောမှာ အဲချမ်းဆောင်မှုလို့အတွက်ကိုအဲစီဝေးတွေလက်မိပါတယ်ဗျာကျွန်တော်တို့ဒီ medical check up အဖြစ်ရဆိုလို့ရှိရင်တော့စုံမှာအပေါက်ထွေးတယ်လို့เนาะအဲငါကြည့်ရတဲ့ဟို၆ကောက်ကိုပြန်ပြီးတော့မှာတော့ဟိုတည်တည်ချာချာပြန်ပြီးတော့မှာစစ်စစ်ရမယ်လို့တော့ဟိုပြောထားပါတယ်ဗျာအဲ့တော့လက်တော်ကျမ်းမာရေးရှိနေတာတော့ခြုံပြီးပြောရအောင်ကောင်းကောင်းတဲ့လူပြောရမှာပေါ့เนาะအဲတော်တော်ဒီကျွန်တော်တို့ဆရာဝန်ရဲ့အာဒေါ်ရမချက်ကိုလည်းကျွန်တော်တို့စောင့်နေပါတယ် ဒီလေးနှစ်တန်ကာလကတော့ကျွန်တော်တို့ကတော့တော်တော်လေးကိုခက်ခဲတဲ့အခြေအနေတွေဖြစ်ခဲ့ပါတယ်ဗျာ2020ခုနှစ်6လပိုင်း16ရက်နေ့မှာကျွန်တော်ဖမ်းခံရတယ်နော်ဒီ6လပိုင်း16ရက်နေ့မှာကျွန်တော်ဖမ်းခံရအဲ73ရက်6လ2021မှာဆိုရှင်ကျွန်တော် MICS အပွဲရုပ်ရဲ့ ရုံးလေးကိုဝင်ရောက်ရှာဖွေတာလေးကိုခံခဲ့ရတယ်။အဲနောက်ဒီမန္တလေးမှာရှိရင်ကျွန်တော်ရင်းနေဝင်ရောက်ပြီးတော့မှဟိုခန်းစီတာကိုဒီမှာကြုံလဲရတယ်။နော်အဲ့အဲ့ဒါလေးကိုကျွန်တော်ရှောင်ဖဲဘူးလို့ဒီတော့ဟိုကအဲကျွန်တော်တဝိုင်းနေမှာဒီမုန်ကြီးနယ်ပေါင်မျိုးနယ်မှာကျွန်တော်တို့ကကျွန်တော်အခန်းခံခဲ့ရဖြစ်ပါလေ။အဲမုန်ကြီးနယ်ပေါင်မျိုးနယ်မှာအခန်းခံရပြီးတဲ့နောက်မှာစစ်ကြောရေးကြီးရတော့ဟိုကိုကိုထုံးစံတယ်လို့ပေါ့နော်ကျွန်တော်စစ်ကြောရေးကြီးပြောခဲ့ရတယ်။အဲပြီးတော့ဒီအဲထောင်နှစ်နှစ်ကျွန်တော်ကြာခဲ့ပါတယ်။ ထောင်ကလွတ်တဲ့နေ့မှာပဲဒီ2023ခုနှစ်6လပိုင်း26ရက်နေ့မှာပဲအာထောင်ဒီမတရားတဲ့ဆက်သွယ်မှုဥပဒေပုံမှာစက်ကွန်တက်ရဒီထောင်နဲ့နေကြလာကျွန်တော်လွတ်ရောက်လာဟိုလွတ်တဲ့နေ့မှာပဲကျွန်တော်ကိုခဏနဲ့ထိန်းသိမ်းမယ်ဆိုပြီးတော့မှတခါမော်ဒီနယ်ပေါင်းရုပ်နေတာနေပြီးတော့ရန်ကုန်ကိုပြန်ပေါ်သွားပါတယ်ရန်ကုန်ကပြန်ပေါ်ပြီးတော့ဒီအောင်မင်္ဂလာစစ်ကြောရေးနဲ့ကျွန်တော်တို့ကုန်းကြီးကစစ်ကြောရေးမှာ၅လမိပါထားတယ်၅လမိပါထားပြီးရနောက်မှာတော့ 2023ခုနှစ်2023လပိုင်း15ရက်နေ့မှာပဲမတရားတင်အဲကျွန်တော်တို့အကြံဖို့ဦးတွေပုံမှာ50မိနစ်ကအကြီးအရအလုံချမ်းတဲ့ထောင်တာ9မိနစ်ဆိုပြီးတော့မှချက်ပြီးတော့မှချတာခင်ရရပါတယ်အဲဒီလွတ်တာကတော့ကျွန်တော်တို့2000နဲ့25ခုနှစ်အောက်တိုဘာလ20ရက်နေ့မှာအဲဒီမင်းမင်းကိုင်ကတော့တော်တော်ဖြစ်ပါတယ်စစ်ကြောကြီးမှာကျွန်တော်ဘုံကိုစစ်သေးတာကတော့ အဲဒီကျွန်တော်တို့ approach အနေနဲ့ပေါ့နော်ဒီ PDF တွေပါဝင်ပေါ့လေတခြားတော့ဒီအဲ editor လာလှူရှာနေတဲ့ဘက်တွေနဲ့ပတ်သက်ဆက်ဆံမှုရှိကြလားဆိုရဲဒီအဲနောက်ပြီးကြတော့ဒီကျွန်တော်တို့ approach ရဲ့လုပ်ငန်းဆောင်တာနဲ့ပတ်သက်ပြီးတော့မှဟိုအဓိကစစ်စစ်လေးညံ့တာလုပ်ပါတယ်အဲအဲ့တော့ကျွန်တော်ကတော့အဲ့ဒီအဲ့ဒီမှာကျွန်တော်တို့ project ကိုပွာတာအဲကျွန်တော်တို့က လက်နက်တိုင်းပဲအဖွဲ့အစည်းမဟုတ်ဘူးကျွန်တော်တို့ဒီတရားဝင် registration ကြားထားတယ်ကျွန်တော်တို့အဖွဲ့ချုပ်ဖြစ်တယ်အဲဒါကြောင့်ကျွန်တော်တို့ကဒီလုပ်ပေးရာကိစ္စရက်တွေကိုပဲအဓိကဆောင်ရွက်တဲ့အဖွဲ့အစည်းဖြစ်တယ်အလုပ်သမားကြီးကကိစ္စရက်တွေပေါ်မှာပဲကျွန်တော်တို့က website ပေါ်မှာ assignment pack လုံဆောင်နေတယ်ဆိုတာမျိုးကိုကျွန်တော်တို့ပြန်ပြီးတော့မှဟိုဖြည့်ရှင်းခဲ့ရတယ်နော်2020ဒီလိုနဲ့အဲဆယ်လာပိုင်းဝင်းကျင်နောက်မှာတော့ ဒီမြန်မာနိုင်ငံမြို့သားလူ့ခွင့်ကော်မရှင်ဥက္ကဋ္ဌဦးဆောင်ရယ်ကိုလေလူ့ခွင့်ကော်မရှင်အဖွဲ့ဝင်တွေကဒီကျွန်တော်တို့ SSA ကိုချင်းထောင်ကိုဝင်ရောက်ပြီးတော့မှာတို့အာစီစစ်မှုတွေပြီးတော့ပေါ့နော်အချံပြည့်ချက်တွေပေးဖို့လို့စစ်စည်းလက်လုပ်ပါတယ်အဲလုပ်တဲ့အခါမှာဟိုကျွန်တော်နေရတဲ့တိုက်ကိုသူရောက်လာတယ်အဲရောက်လာပြီးတဲ့အခါမှာဟိုကျွန်တော်လည်းစားပြောမယ်ပေါ့နော်ကျွန်တော်ရဲ့ဥပဒေစာကိုသူတို့ဒီနဲ့စိတ်ဝင်စားမှုရှိပါတယ်ဆိုပြီးတော့မှဒီမြန်မာနိုင်ငံမြို့သားလူ့ခွင့်ကော်မရှင်ဥက္ကဋ္ဌဥပဒေစင်မှာ 呃，要玩的,的,的，要、uh, 来看嘛，知道不？呃，咱那边上看看嘛，这样好用嘛，追玩的，呃，追着看嘛，知道不？慢慢地啊，慢慢地去的，呃，那这样嘛，去的，或者那五百三十，几玩的呀？没得看嘛，那这样子，慢慢的有单独的保险的，呃，查表的看嘛，知道吗？呃，查到这样的，呃，正规的啊，那些东西知道啦，要的来去的，呃，那的慢慢的有单独的保险的那个。 啊，你一边嘛，况下没有买过这些，所以呢，我们现在来聊，我都是都地买的呀。当然呢，我们当地我们是呢，主要主要呃，主要是吃的，我呢，或者呢，我们火锅啊，我们吃到的，我们当地我们是呢，呃，主要主要的话呢，我们一般去买一些呃，吃到，呃，米线、卤菜哪一类，就特别的我们最少嘛，那的，还有呃，地点呀这些。当然呢，他们在里呢，那纳拉门这边吃的多嘞。 အဲနောက်သိကြခင်ပါပဲအခုတော့ဗတ်တမအာဒီပါအထူးတန်ပါချီကတခါကျွန်တော်လာပြီးတော့တွေ့ပါတယ်တွေ့တဲ့အခါမှာလည်းဗမာဂျူဒင်ဂျောဇာအရှင်တော်ရှိဘူးအဲဒီကျွန်တော်လည်းဒီခေါ်ထုတ်ပါတယ်ဗောနော်ခေါ်ထုတ်ပါပြီးတော့မှတန်တမန်ရဲ့ကျမ်းမှာပါပဲဒီဥရောပတမကဒီပါအထူးတန်ပါနဲ့တွေ့ပါတယ်ဒီတန်ပါနဲ့တွေ့တဲ့အခါမှာတော့နည်းနည်းလေးတော့ဟိုအချင်းထောက်မှာတစ်ပိုင်းများနဲ့ဥရောပနာမည်ဒီနဲ့ကျွန်တော်လည်းရှားပါတော့ပေါ်တိုင်းလေးရှိပါတယ် 大家把那些涉及到呃乌拉巴的嘛，它仓库啊吧，呃，只能在国外那边提货呢。那乌拉丁站就会乌鲁格斯库的仓库那边接过来。呃，到那里呢，我们那边呢，接到呢是乌拉利亚，离罗夫米卢尼亚乌苏里亚嘛，呃，正好他们那边呢，他们那边那个乌拉他们那边都呃，三十一度的啊，太麻烦了。那这些呢，不得麻烦了，只能在乌拉巴那边嘛，哎。 以前那玩那玩意儿，啥嘛哟？那那里呃，啥描述的呀？那西巴的呀？但因为老早的呃，就是以前那玩那玩意儿，西巴的，我们那边么个伊呢？就那那个石桥，呃，石桥的呀，西巴。然后那我们那边么个伊有，呃，反正大家看那棵树的，看那那个啥的地方，树呀呢，比如有那年以前那人家追路路米，那年看嘛，我那边米城的石坡路就六万嘛，然后我们说利息就六万。 အချင်းဆောင်ထဲမှာစိုးချီနေတယ်ကိုပြန်လဲပြီးတော့ကျွန်တော်တို့ကဖြတ်တန်းရတဲ့အခါမှာနည်းနည်းလေးစိုးရိမ်မှုရှိတယ်ဆိုတဲ့အကြောင်းကိုတော့ကျွန်တော်ပြောလိုက်ပါတယ်အဲ့ဒီအချိန်မှာလည်းဒီစားတော့ဟိုင်ကင်းစင်တာတွေရဲ့ကျုံ့ဝင်နေရတဲ့အခြေအနေတွေကဘရမတ်မကကျွန်တော်တကယ်စားပါနေတာပါလိုက်တာရှိပါတယ်အဲနောက်ဒီ2024ခုနှစ်နှစ်ကုန်ပိုင်းမှာပဲကျွန်တော်တို့အဲအဲလိုရဲ့ကျွန်တော်နိုင်ငံထားနေကိုစနေတာဟိုကျွန်တော်လည်းလာပြီးတော့မှတွေ့ဆုံခဲ့တာရှိပါတယ်ဗျအဲ့တော့အဲလိုကိုစနေနဲ့တွေ့ဆုံတဲ့အခါမှာ င်တို့အဲလိုဟိုအဲလိုပူဆက်လေဒါတော့အဲလိုကျွန်တော်လုံးမြောက်ဘူးနော်ဒီဘက်ကတော့ပါရောဒီအဲလိုပါဝင်ပေါ်တခြားသောနိုင်ငံကမိခန်အတိုင်းဝိုင်းများကအဲတောင်းဆိုတောင်းဆိုပေးနေလဲဆိုတဲ့အကြောင်းတင်ဆက်တာပါခဲ့တာရှိရဲအဲနောက်ဒီအဲမက်စလာမှာပေါ့နော်ပြီးခဲ့တဲ့မက်စလာမှာလည်းဒါအဲ အဲအရည်ရတဲ့ဒရင်းနဲ့ပတ်သက်ပြီးတော့မှမျိုးဆုံးဖြတ်ဖို့လိုပါလေ။အဲရလို့ကာဗွန်နိုက်ပေါ်မှာဆုံးဖြတ်ဖို့လိုအဲစူးစမ်းစူးစမ်းနေကြတယ်ဆိုတဲ့ဟာပေါ်ဒီလိုဆောင်ရွက်နေတဲ့ကိစ္စလေးရှင်းပြခဲ့တာလည်းရှိပါတယ်။အဲနောက်မြေချတော့ဖန်စီချင်းလေးခံထားရတဲ့အဲကျွန်တော်တို့ဟိုဒလမတမတာဖွဲ့ဝင်တွေရှိသေးတယ်ပေါ့နော်။အဲတော့တို့လိုမျိုးမျိုးတွေလည်းတောင်းဆိုပေးနေရဲဆိုတဲ့တောင်းရင်ကိုအဲရလို့လက်ကျွန်တော်ကြားပါတော့။အဲအမြင်ရင်းပြလဲဆွေးနွေးကြရအောင်။အဲတော့အဲရလို့လက်တွေ့ရမှာလည်းကျွန်တော်တို့ကအချင်းထောက်ခံတာပါ။ဒါရရရှိမှစကားပြောရအောင်ဖြစ်တယ် လွတ်လွတ်လပ်လပ်တော့ကျွန်တော်တို့ကြုံနေရတဲ့ရှိတော့ဆုံးသွားနိုင်ရောရှိခဲ့လို့ဒါဒါကတော့ဟိုခိုင်ရလို့ရဲ့ဘုလိုပါတမတာကြီးနေတယ်အဲဒါလူပင်ပေါ်မရှိနဲ့ကျွန်တော်လည်းတွေ့ကြရတဲ့ရှိပဲဖြစ်ပါတယ်အဲဒီလိုမျိုးဟိုအဲလိုနဲ့တွေ့တဲ့အခါမှာလည်းအဲလိုကလည်းဒီဇိုင်းမမတ်တော့ဟိုကျွန်တော်အပါဝင်ပေါ်နေချာတော့အလုပ်မရေးတကြွတော့ရှာလို့လုပ်လို့ပဲဟိုဒီဇိုင်းမမတ်တောင်းဆိုနေတာတွေရှိတယ်အဲ့တော့ဘုရားတမန်ကအေးပါလေတောင်းဆိုတာတွေရှိတယ်ပေါ့နော်အဲ့တော့ဒီဘော်ဒီမှာတော့ဟိုမြန်မာနိုင်ငံမြန်မာလူမျိုးကော်မရှင်မှာ ိုပြီးတော့မှအဲ site ပေးထားခဲ့တဲ့အတွက်အဲဒီလိုရလက်လေးထွက်တယ်လို့တော့ဟိုကျွန်တော်ယူဆလို့ရပါတယ်နောက်တစ်ခုကကျတော့ငဘုံလဲကမှဟိုကျွန်တော်ကဒုတိယရင်ပြန်လည်ဒီ training ခံရတဲ့အခါမှာကျွန်တော်မှာပြည့်မှုမှချုပ်လို့ရှိနေရှိတယ်နဲ့အာပြန် training ခံရတာဆိုဒီပေါ်မှာလည်းအဲတို့ဒီလက်ရှိပေါ်လေးအဲစက်ကောင်စီဘက်ကလေးနဲ့ထားပြီးတော့မှဟိုစင်စာတုံးတက်တယ်လို့ဟိုယူဆလို့ရပါတယ်ခင်ဗျာနောက်တစ်ခုကတော့ဒီဟို IRL ရဲ့ article ဒါဒီ free မှာပါပါနေတယ်ပေါ့နော်မြန်မာနိုင်ငံနဲ့ပတ်သက်တဲ့ဆုံးဖြတ်ချက်မှာ ဒီအလုပ်သမားတွေတက်သွားလို့ရှားသူတွေကိုခြွင့်ချက်မရှိလွတ်ပေးရမယ်ဆိုတာမျိုးပါနေတဲ့အခါကျတော့ဒီ ILO ရဲ့ဆုံးဖြတ်ချက်တွေကိုဒါတစိတ်တစ်ပိုင်းအားဖြင့်အာလိုက်နာလိုက်နာတယ်ဆိုတဲ့ပုံစံပေါ့နော်တစိတ်တစ်ပိုင်းအားဖြင့်လိုက်ရောတယ်ဆိုတာမျိုးပြပြသားမှုတို့အတွက်လွတ်တယ်လို့ယူဆလို့ရပါတယ်ကျွန်တော်ကတော့ဒီတိုက်ခန်းမှာနေနေရတာဆိုတဲ့အခါကျတော့ဟိုကျွန်တော်နဲ့တွေ့ကြရတဲ့အလုပ်သမားတွေက လှုပ်ရှားသူတွေတော့မရှိခဲ့ဘူးပေါ့နော်သို့တော့အခြားသောဒီကျွန်တော်တို့အဆောင်တွေမှာတော့ရှိခဲ့လို့ကြားရတယ်။နောက်ဒီအရာလုံးမှာတင်ထားတဲ့ပုံလေး report ညာအရာလုံးကထုတ်ပြတဲ့ report ညာဆိုတော့ဒီလိုတော့တမမကဘက်ဝင်မအောင်ကြားနဲ့ချီပြီးတော့မှ positive link ခံထားရတယ်ဆိုတာမျိုးတော့မသိရပါဘူး။ကျွန်တော်တို့ကဒီဟာကကောင်းတဲ့အခြေအနေတော့မဟုတ်ဘူးပေါ့နော်။ကောင်းတဲ့ကောင်းတဲ့ကျွန်တော်တို့ပေါ့လေကောင်းတဲ့ကျိုးသက်ရောက်မှုတွေဖြစ်လာမှာမဟုတ်တာတော့ကျွန်တော်သိကြပါတယ်။ဘာလို့လဲဆိုတော့ ပြီးခဲ့တဲ့နှစ်ပေါင်းနဲ့နှစ်ပေါင်းလုံးလုံးနဲ့ရှားပါလေ။ဒါဒီကဲတာဒီပြီးနဲ့အဲရေးယူခံရတယ်ကျွန်တော်တို့အာရတာကလည်းကျွန်တော်တို့နိုင်ငံနေနဲ့ဒီလိုကြုံတွေ့ပြီးရပြီဖြစ်ပါတယ်။နောက် ILO ရဲ့နှစ်ညတဲ့တန်းတွင်ပါဆိုလို့ရှိရင်ဒါကျွန်တော်တို့မြန်မာနိုင်ငံကစုစုပေါင်းလုံးကြီးမှာနှစ်ချိန်အောင်ခံရပါလား။နှစ်ချိန်တော့မှပေါ့ကျွန်တော်ဒီလိုဆုံးဖြတ်ချက်ဆက်ခံရတဲ့အခြေအနေဆိုတော့ဟိုဒါကတော့ကျွန်တော်တို့လက်ရှိပေါ့လေ။ပါဝင်ပတ်သက်လို့ဒီအားလုံးကဒီဟာကိုဝိုင်းပြီးတော့မှဟို ကျွန်တော်တို့ဖြည့်ရှင်းဖို့လို့လိုတယ်လို့ကျွန်တော်တို့မြင်ပါတယ်။နောက်တစ်ခုကကျွန်တော် ILO ရဲ့တောင်းဆိုချက်တွေမှာပါတယ်။အဲကျွန်တော်တို့ဒီ ILO ရဲ့ဆုံးဖြတ်ချက်မှာပါတဲ့အချက်တွေကိုဟိုကျွန်တော်တို့အစိုးရအနေနဲ့ကအစွမ်းကုန်နိုင်ရောပြီးတော့မှဆောင်ရွက်ဖို့လို့ကျွန်တော်တို့တိုက်တွန်းလိုပါတယ်ခင်ဗျာ။ဟိုဒါမှသာလေကျွန်တော်တို့အဲနိုင်ငံတကာမှာရောပေါ့နော်ကျွန်တော်တို့ ILO မှာရောမြန်မာနိုင်ငံမှာဒီအလုပ်ကမှအချိန်ပြတ်တက်ပြီးတော့မှအဲကျွန်တော်တို့လေးလေးစားစားဆောင်ရွက်နေတဲ့ဆိုတာမျိုးကိုကျွန်တော်ပြသနိုင်မှာဖြစ်ပါတယ်။ကျွန်တော်တို့ကဒီ2021ခုနှစ်ပေါ့လေ ဒီနိုင်ငံရဲ့အကြောင်းလေးတွေဖြစ်ပြီးတဲ့နောက်ပိုင်းမှာ solution တော့ဒီမှာနိုင်ငံမှာကျွန်တော်တို့ဟိုစက်ကြီးနဲ့ပစ္စည်းတွေပါတိဆောက်ထားတဲ့ travel တိုင်း mechanism မှာလည်းဒါကျွန်တော်ရှင်းသွားတဲ့အခြေအနေပေါ့နော်ကျွန်တော်တို့ကဖွဲ့ချုပ်ပြီးတာလည်းအာဒီ travel line mechanism မှာပါဝင်ဆောင်ရတာမျိုးမရှိတော့ဘူးအဲနောက်ဒီအလုပ်ရှင်များတော့ဆက်ပြီးတော့မှ run နေတာเนาะဒီအဲ legacy စက်ကောင်စီနဲ့ပေါင်းပြီးတော့မှာလေအဲ့တော့ခါကျွန်တော်တို့ကဘာဖြစ်လဲဆိုတဲ့အခါကျတော့ဒီ travel line mechanism မှာအဓိကကျတဲ့အာကျွန်တော်တို့ကအခွင့်အရေးတွေက ပါဝင်နေပါဝင်ပါဝင်တာချင်းရှိရတဲ့အခါကျတော့အလုပ်သွားတွေရဲ့အဲကျွန်တော်တို့ကအဲတိတိကျကျပြောနိုင်တဲ့ platform ကတော့ရောက်သွားတာပေါ့လေနောက်တစ်ခုကကျတော့ machine learning ဆိုတဲ့အခါကျတော့လက်ရှိကုန်စည်လုံးပေါ့ကျွန်တော်တို့ဒီ2021ခုနှစ်နိုင်ငံပြောင်းလဲဖြစ်နေတာပိုင်းမှာကုန်စည်လုံးက internet မှာကြီးနေသွားတာဟိုကကျွန်တော်လည်းအနန္တစားဘူးလွတ်လာတဲ့အခါမှာတွေ့တွေ့ရတာပေါ့။အဲ့တော့ကျွန်တော်တို့လူမားရန်ကုန်လေးအမနေပါလေလောကလာဆန်တဲ့ကျွန်တော်ရဲ့ညတိများတဲ့လူမားတွေဖြစ်တယ်။ အဲနောက်ကျွန်တော်တို့ဒီနိုင်ငံမှာကျွန်တော်တို့ဒီကိုစေလုံးထိချုပ်တယ်ဆိုတာကအောင်မြင်တဲ့လုပ်ငန်းစမှာဟုတ်တာလို့ကျွန်တော်တွေ့ရတယ်ခင်ဗျအဲဒီခါကျတော့ဒီလာစာလာစာနောက်တစ်ခုကနိုင်ငံဝန်ထမ်းတွေလာစာတူပြီးတယ်တို့တော့ဒီပုံပြီးကဝန်ထမ်းတွေကိုဟိုလာစာတူပြီးဖို့ဆိုတဲ့ကိစ္စရဲ့ဒီမှာကျတော့ကျွန်တော်တို့ဆွေးနွေးရမိခက်တွေကိုကျွန်တော်ဆွေးနွေးနိုင်ဖို့လို့ platform တွေဆိုတော့ပြောမှရှိတာလို့လဲနောက်တစ်ခုကကျတော့အဲလုံမကြီးရကိစ္စရေးပြီးပေါ့နော်အနေဆုံးလုံခလာစာအဝင်အနေဆုံးလုံခလာစာအပါအဝင်ကျွန်တော်တို့ဒီ လုပ်ငန်းခွင်ဒီမြဲပိုင်ခွင်လို့ပေါ့နော်။နောက်ဒီလုပ်ငန်းဥပဒေပါအစိုးရခံစားခွင်တွေကိုကျွန်တော်တို့ကတိတိယောက်ယောက်ဟိုတောင်းဆိုနိုင်တယ်။လုပ်ငန်းသမဂ္ဂအစည်းအဝေးပေါ့လေတောက်ရှားသူရဲ့အခန်းကဏ္ဍကလည်းကျွန်တော်တို့ကလည်းဆိုရင်ကြာဖြစ်လာတဲ့အခါကျတော့ဟိုတိတိယောက်ယောက်ကျွန်တော်တို့ကတောင်းဆိုပေးနိုင်တာမျိုးလေးအားနည်းသွားတာပေါ့အသံပါ။ဘာလို့လဲဆိုတော့ကျွန်တော်တို့ရဲ့လုပ်ငန်းကြီးကိုလည်းကျွန်တော်တို့ကပြန်ပြီးတော့စိုးရင်လာတယ်စိုးရင်လာတယ်ဆိုတဲ့အခါကျတော့ကျွန်တော်တို့ကအဲလုပ်ငန်းတွေကိုတိုက်တွန်းလိုချင်တာကတော့မိမိတို့ရဲ့အခွင့်အရေးပဲမိမိတို့ဟာတာ ဒီဟိုစူးစမ်းပြီးတော့မှအဲကျွန်တော်တို့ဟိုတောင်းဆိုရဲဖို့လို့ကျွန်တော်တို့ကတော့အားပေးခြင်းနဲ့နောက်တစ်ခါကျအလုံးမှာတူတယောက်ချင်းစီဘိုင်းဒီကျွန်တော်တို့ဥပဒေတွေကိုအနည်းဆုံးတော့ဟိုဒီမီကောင်မရှိထားရတယ်။ဒါမှသာလေကျွန်တော်တို့ဒီလုံမှာကိုချိုးပေါက်တယ်ဆိုတဲ့နေရာမှာကျွန်တော်တို့ကဟိုပြန်ပြီးတော့မှပေါ့နော်ကျွန်တော်တို့ရဲ့အခွင့်အရေးကတော့ဒါလေးရှိတယ်ဆိုတာကိုပို့ပြန်ပြီးတော့မှဆွေးနွေးနိုင်မှာဖြစ်တယ်ပြန်ပြီးတော့မှအောင်ဆုံးနိုင်မှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ဒီ AMG ကဖွဲ့ချုပ်ပြီးနေတာတော့အဲကုညီလို့ရနိုင်ပြန်ဒီကနေ့ဒီကနေ့ပြီးတော့မှ ေလုံသွားပုံချုပ်ဖို့လေးကိုကိုကြီးလေးရရှိပါတယ်ဆက်ပြီးတော့လည်းဒီ MNC အဖွဲ့ချုပ်ကကိုကြီးသွားဖို့ရှိနေပါတယ်ခင်ဗျအရှင်းရှင်းလေးကတော့အကျွန်တော်ကကျွန်တော်ရဲ့လေးမှာဒီသားစုအချိန်ချိန်ပေးနေပါတယ်အဲဘာလို့လဲဆိုတဲ့အခါကျတော့ဒီကျွန်တော်လွတ်မြောက်လာတာကလည်းရပိုင်းနဲ့ရပိုင်းနဲ့ရှိသေးတယ်ပေါ့လေ အဲ့ဒီခါကြတာဒီလိုမားခွင့်ရည်ဒီဟိုအဲလှူရှားပေးဖို့လိုတယ်လူမားခွင့်နဲ့ပတ်သက်ပြီးမှာတောင်းဆိုပေးဖို့လိုတယ်ဟိုဘာတွေလိုဘာတွေတောင်းဆိုပေးရမလဲအဲဘာတွေစကားပြောပေးရမလဲဆိုတာကိုတော့တုံ့ပြန်နေတယ်အခြေအနေပဲရှိနေတယ်ဆိုတဲ့အခါကျတော့ဟိုကျွန်တော်ဘက်ကလည်းဘာမှ ့အဲဒီတောင်းဆိုနေတာမျိုးမရှိသေးတဲ့အခါကျတော့ဟိုချင်းတော့ခံရမျိုးလေးတော့မရှိသေးဘူးပေါ့နော်အဲတော့တော့ဒီအချားလုံမာရေလုံရှားဒီလက်ချီဒီကိုလည်းအဲကျွန်တော်နေတဲ့ပြန်ပြောမအောင်တုံးတက်ရအောင်ဖြစ်ပါတယ်ဟိုဒါမှသာလေလွတ်လွတ်လပ်လပ်လုံရှားလို့ရတာမရဘူးဒါဆိုတော့ဒီကအဖြေထွက်လာမှာဖြစ်ပါတယ်ခင်ဗျာဟိုလက်တော့ဒီလိုအင်တာဗျူးတွေဖြီးပေးတဲ့အပေါ်မှာတော့ဘာမှတော့စက်ကောင်စီဘက်ကကျွန်တော်ကိုတားမြစ်တာရှင်းထောက်တာမျိုးတော့လက်ရှိချိန်ကြီးတော့မရှိသေးပါဘူးဟုတ်အဲ့တော့ကျွန်တော်တို့ဒီဖန်စီချိန်သိမ်းခံထားတဲ့ 呃，像那个冷天的嘛，讲冷天下雪的，冷天的嘛，讲风沙会系列，呃，那离得远一点的嘛，会起的。我们这边离得远一点的嘛，会走路起。那你们那屋啊，呃，风沙很少，大雪不会起的啊。呃，常在那那生活里，家里的呃，这这心里缺乏那个路的时候，风沙如果大家点，经那样就地面啊，那石头它就了。那地头几里远点田里，如果经常路啊，呃，家田里啊的。 ့လူတွေပေါ်မှာကျွန်တော်နေပြန်တော့စာပါပြီးရဲ့စိတ်မကောင်းလည်းဖြစ်နေတယ်ပေါ့နော်အဲ့တော့တို့အမြန်တော့မပြောင်းလာဘူးလို့ပြောတယ်ကျွန်တော်နေပြန်တာအဲဆူတောင်းဆူတောင်းမိတာပို့တာပြီးပါတယ်နောက်တစ်ခုကကျွန်တော်မပြည့်လဲဆိုတဲ့ခါကျတော့ကျွန်တော်ငင်းချမ်းလာမှာပြီးတဲ့ခါမှာဒီစက်ကောင်စီကနေပြီးတော့မှမှုတွေကိုဖွဲ့ချတန်းတတ်တာရှိပါတယ်အဲ့တော့ဒီအမှုတွေဖွဲ့ကြကန်တက်လိုက်တဲ့အခါကျတော့အဲကျွန်တော်တို့ကြံခဲ့တာဒီနိုင်ငံရေးနဲ့ပတ်သက်တဲ့အခုကကျွန်တော်တို့က အများအားဖြင့်ကြံခဲ့တာပေါ့နော်သို့တော့ဒီလိုနိုင်ငံရေးနဲ့အမှုတွေနဲ့ဒီလိုနိုင်ငံရေးမှုတွေကြံခဲ့တဲ့ပုံမှာဟိုပဲဒီ charter criminal တွေနဲ့ကျွန်တော်တို့ကပေါ်တိုက်မှုတွေအများကြီးကျွန်တော်တို့ဟိုအချင်းကောင်းနေတာရှိတယ်အဲဒီလိုလိုနင်းချမ်းလာခြင်းမပေးတာဒီအဲကျွန်တော်တို့ဒီနိုင်ငံရေးနိုင်ငံရေးမှုတွေဆောင်ဆိုပြီးတော့မှအချင်းအချင်းတွေကြားမှာအချင်းချင်းဖြစ်တာတွေအချင်းအချင်းတွေကြားမှာအငင်းပွားတာတွေအားကြီးကျွန်တော်တို့ကြုံတွေ့ရပါတယ်အဲ့တော့ကျွန်တော်နေနေတာတော့အချင်းချင်းခံရတဲ့လူတွေချင်းချင်းကြားမှာ 伊罗宁乡那边的，呃，罗宁乡那边，比如讲嘛，呃，开车子上，比如讲嘛，飞到罗宁乡那边的话，那我们住宾馆。伊罗开车子上的话，我们一路路去罗宁乡，towns 都不完。那那如果要到那边去的话，那当然的。呃，那些东西，那罗的，呃，家乡那边的，呃，那英，现在罗的要来这边看嘛。那些什么东西比较有，那些什么那玩意比较有。那英现在我们是住伊罗嘛，那罗吧，呃。 မြင်မဲ့ခြင်းကိုအများအားခံရပါတယ်။ဟောအချင်းကောင်လက်မဆောင်နိုင်ငံအချင်းသားမရှိဘူး။ပြည်မှုတစုံမိသားစုလုံးလုံးပြည်တိုင်းစားခံရတဲ့သူတွေပဲရှိတယ်လို့ပြောပါတယ်။အဲ့တော့ဒီနေရာမှာကျွန်တော်နေနေတာပြည်တိုင်းရဲ့ခံလို့လာပါခါဆိုလို့ရှိရင်ပြည်မှုပြည်တိုင်းစားခံရတဲ့လူတွေစီမှာဘာလို့ပကြဆက်ဆံတယ်ဆိုတာမျိုးပဲဒီပေါ်တော့ပါဖြစ်ပါတယ်။အဲ့တော့နိုင်ငံရေးအမှုနိုင်ငံရေးအမှုမဟုတ်ဘူးအားလုံးက 哦，这点讲出来咧，见到边事情都行嘞。阿拉屋里囡儿是年轻那款，比乌鲁罗路个把嘞。阿拉屋里年轻那款，囡儿比乌鲁罗嘞，只能你直接来看个。然后我们这边是老款，就老款为主，比较新一点的。也查到老款就比较老款的嘛，老的。那么我们这边是系列老款的，呃，只能你嘞，呃，现在在看的哪一款啊？呃呃，看现在系列的有中度型的。 ကိုယ်စီကိုယ်စီခတ်ခဲတဲ့ကာလဖြစ်သွားတယ်အဲ့တော့ဒီလိုခတ်ခဲတဲ့ကာလမျိုးမှာကျွန်တော်တို့ကပို့ပြီးတော့မှစိတ်ခွန်အားနဲ့ဆွဲတတိနဲ့ကျွန်တော်တို့ကကြောဖြစ်ပို့ယူပါတယ်အဲနောက်တစ်ခုအကြတော့အရင်တော့လူမျိုးလေကျွန်တော်တို့ကရတနာတစ်ခုဖြစ်ပြီးဆိုတာလေကျွန်တော်တို့ MIC ရဖွဲ့ချုပ်ကအဲ live ဖြည့်ရှင်းပြရတဲ့အစီအစဉ်လေးတွေကလည်းအထက်သက်လေးဖြည့်ရှင်းနေတဲ့ကာလပေါ်မှာတော့ဟိုနားလည်ပြီးဘူးလို့ねအလုံးစုံအတူတူကြောက်ရှင်းနေတာမိမိတို့ရဲ့အခွင့်အရေးလို့မိမိတို့နားလည်ပြီးတော့မှ အဲကျွန်တော်တို့ဆိုဆွေးနွေးနိုင်ဖို့လို့ပေါ့လေအဲကျွန်တော်တို့ခွန်အားသတိပေးပါကျွန်တော်တို့ကိုယ့်ရဲ့အလုပ်မှာအူတီးဖို့လို့အတွက်ပုံပုံတိုင်းကလေ့လာဖို့လို့ပြောပါတယ်အဲ့လိုလေ့လာဖို့လို့ဆိုတော့လိုအပ်တဲ့မိပညာကြီးတွေအဲလိုအပ်တဲ့ကျန်တဲ့ရှင်ကျွန်တော်တို့ကအဲကျွန်တော်တို့မိုင်းဆရာအဖွဲ့ချုပ်နေတဲ့ပေါ့လေကျွန်တော်တို့ကချိန်လေးမမျှဝေပေးဖို့လို့အစဉ်နဲ့ရှိရဲဆိုတဲ့အကြောင်းကိုပြောချင်ပါတယ်ဖြစ်ဆက်ပြီးတော့ပြောချင်တာဆိုလို့ရှိရင်ကအဲလက်ရှိဒီအခြေအနေကိုကျွန်တော်တို့က ဟိုကြော်ခဲ့တဲ့အခါမှာကျွန်တော်တို့အလုပ်သမားတွေဒီအဲစီလုံးမှုညီညွတ်မှုနောက်အရင်အထက်ပို့ပြီးတော့မှကျွန်တော်တို့ရမှာတဝါရချင်းမှုတွေကိုပြောပါတယ်။ဒါတရားနဲ့တရားချင်းမြင်တွေမှာမှုတွေရှိတယ်ဆိုလို့ရှိရင်လည်းအဲကျွန်တော်တို့ဒီကလာမှာတိတိခံကြရမယ်ပေါ့နော်။ကျွန်တော်တို့ပို့ပြီးတော့တိခံကြရမယ်။ပို့ပြီးတော့တိခံပြီးတော့မှကျွန်တော်တို့ကအောင်မွန်တဲ့ရွေးတခုစီရောက်အောင်ကျွန်တော်တို့ကျွန်တော်တို့ချင်းချင်းကြားမှာနားလည်လို့ရှိဆက်ကြပါလို့ပြောကြလို့ရတယ်။ဒီလိုမျိုးလည်းပြောရအောင်။